ခုကျွန်တော်တို့ကအခုဒီတွဲဖို့ battery OD တစ်လုံးကိုကြည့်ရင်ကျွန်တော်တို့က negative terminal ကို0ဖို့လို့တက်မှတ်ခဲ့လို့ရှိရင် positive terminal က plus တွဲဖို့ဆိုပြီးတော့ပြောကြပါတယ်ဆိုလိုတာကတော့ negative terminal ကို0 potential reference ထားထားလို့ပါနောက်ထပ်ဒီ example လေးတစ်ခုကိုဆက်ပြီးစဉ်းစားကြည့်ပါမယ်အခုဒီ battery လေးမှာ negative terminal ကို0ဖို့လို့တက်မှတ်ထားကြပါတယ် positive terminal ကတော့အပေါင်း1.5ဖို့ပါ အဲ့တော့တခြားတစ်ဘက်ကလှည့်ပြီးတော့စဉ်းစားကြည့်ပါမယ် positive terminal ကို0ဖို့လို့သတ်မှတ်လိုက်ပြီးသူနဲ့ပတ်သက်နေတဲ့ဒီ negative terminal ကိုတော့ဘလောက်ဖို့လဲရှိတယ်ဆိုတာကိုဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီတွဲဖို့ power supply ကလေးရဲ့ output voltage ဖြစ်တဲ့ဒီ output voltage တွေဖြစ်တဲ့အပေါင်းနဲ့နှုတ်ဆကိုဒီ capacitor ရဲ့ထွက်ကဖြစ်တဲ့ဒီအပေါင်းလေးနဲ့နှုတ်ဆလေးကို ြည့်ပါမယ်ဒီအနှုတ် voltage ကိုသူကဆိုလို့ရှိရင်0 volt reference point လို့ခေါ်သလားဒါမှမဟုတ်လို့ရှိရင် DPC ဘေးရဲ့ circuit ground လို့ခေါ်သလားတကယ်လို့ဘာကြောင့်ခေါ်သလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ပြလာမှာဖြစ်ပါတယ်ကျွန်တော်ရှိက STV Mari Private ကဘေးမှာ0 volt -7.34 ပေါ်တဲ့အကြောင်းကို စဉ်းစားမိရင် zero borders နဲ့ ground borders ကဘယ်လိုမျိုးမျိုးခေါ်နေကြတယ်လဲဆိုတာကိုပြန်လည်လေ့လာမိပါတယ်။မိတ်ဆွေတို့လည်းဘယ်လိုနားလည်ထားတယ်လဲဆိုတာကို comment မှာရေးသားပေးသွားကြပါဦး။ zero borders ground border ကနည်းနည်းရောထွေးနိုင်ပါတယ်။ကျွန်တော်တို့ zero borders ဆိုတာက borders တံပိုးကတုံညာဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှိရင် potential တကူက potential ဆိုတာက လျှက်စစ်ရဲ့တွန်းအားထားမှုဖိအားလိုအလွယ်တကူမှတ်ယူနိုင်ပါတယ်။ကြေလို့နိုင်မှုဘက်တရီတစ်လုံးမှာဘက်ထရီအပေါင်းမှုက နိုင်မှုဒါဆိုရင် high potential ဖြစ်ပြီးတော့ဘက်ထရီရဲ့နှုန်းကက0ကို low potential လို့ပြောတာဖြစ်ပါတယ်။ဒီဘက်ထရီကြီးရဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝအားကုန်သွားတဲ့အခါမှာဆိုရင် bullish တန်တန်ဖို့က၃ညဖြစ်သွားပါတယ်။အဲ့တော့ bullish တန်ဖို့ဒီ bullish မှာ0ဖို့ဆိုပြီးတော့ပြောတာဖြစ်ပါတယ်။ နောက်တစ်ခုက ground boundary ဆိုတာက reference point အကိုးအကပြုရာအမှတ်တစ်ခု ဖြစ်ပါတယ်ဆိုလိုတာကတော့အဲ့ဒီ point ကနေပြီးတော့စတင်ပြီးကျန်တဲ့ point တွေနဲ့နှိုင်းယှဉ်မယ်လို့ပြောတာဖြစ်ပါတယ် circuit ထဲမှာဘဝတိုင်းဖို့အတွက်အောက်ခြေအမှတ်ကိုကျွန်တော်တို့ ground လို့ခေါ်ပါတယ် circuit ထဲကအခြားနေရာတွေရဲ့ဘဝကိုကျွန်တော်တို့ ground ground နဲ့ရှင်ပြီးတော့တိုင်းတာကြပါတယ်ဥပမာဒီအမှတ်တစ်ခုမှာ bullish tempo က5ဖို့ရှိတယ်ဆိုဆိုလို့ရှိရင် ဆိုတာဆိုလို့ရှိရင် ဒီ ground နဲ့ရှင်လို့ရှင်5 volt ကွာခြားတယ်လို့ဆိုလိုတာပါတကယ်လို့ ground voltage ကို0 voltage လို့လည်းသတ်မှတ်ကြပါတယ်အဲ့တော့ ground voltage မျိုးရင်0 volt လို့ပြောတာဖြစ်ပါတယ်အပေါ်ကချက်တွေကိုကြည့်ရင်အပြင်ကျွန်တော်တို့ကစက်ကရဲ့ ground ဆိုတာက0 voltage နဲ့သတ်မှတ်ကြတာဖြစ်ပြီး battery ရဲ့လုံးဝ0ဖြစ်သွားတယ် voltage နဲ့တော့မတူပါဘူးဒါလေးကို ထပ်ပြီးတော့ရှင်းပြရမယ်ဆိုရင်တော့ နောက်ထပ်ဥမာတစ်ခုအနေနဲ့စက်ကတ်တစ်ခုကိုကြည့်မယ်ဆိုရင် multimeter နဲ့ဒီစက်ကတ်တစ်ခုကိုဗိုလ်တတိုင်းတဲ့အခါမှာမီတာရဲ့အနှစ်ရောင်ကိုကျွန်တော်တို့ com ဆိုတဲ့ pro pro ကိုစက်ကတ်ရဲ့ ground နဲ့ချိန်ပါတယ်ဒီမီတာရဲ့အနီရောင် pro ကိုဒီ go view ကို forest တို့တိုင်းရင်နဲ့မှတ်မှာချိန်ပါတယ်မီတာကပြတဲ့တန်ဖိုးပါဆိုလို့ရှိရင် ground နဲ့ချိန်ထားတဲ့မှတ်နဲ့တိုင်းနဲ့ voltage ရဲ့ kwa charge ဖြစ်ပါတယ်ပြီးတော့ ground voltage ဆိုတာကမီတာရဲ့ reference point ဖြစ်ပါတယ် များသားဖြင့်စီရို့ဖို့လို့သတ်မှတ်တာဖြစ်ပါတယ် G reference point or ဒါမှမဟုတ်ရှင်စီရို့ point ကိုကျွန်တော်ထပ်ပြီးတော့စဉ်းစားကြည့်ပါမယ်ဒီ water tank နဲ့ရေနဲ့ရေရင်းနဲ့ရေကိုကျွန်တော်တို့ borage တစ်ခုအနေနဲ့ကိုဥမာပေးပြီးစဉ်းစားကြပါမယ်အဲဒီဥမာလေးရဆိုရှင်ခြုံကျက်တော့ရှိမှာဖြစ်ပါတယ်ဒီမြေကြီး ground ကနေပြီးတော့ဒီကျွန်တော်တို့မြေကြီးရဒီမြေကြီးဖြစ်တဲ့ဒီ ground ကနေပြီးတော့ရေစင်တူတွေရရေနဲ့ဒီရေစင်တစ်ခုတွေရရဲ့ အရှိနေကျွန်တော်တို့မြေကြီးအောက်တဲ့ရေရင်းထဲကကျွန်တော်တို့ရေကိုကျွန်တော်တို့တန်းကျင်လို့ရှိရင် reference point ဖြစ်တဲ့0 point အဲဒီနေရာမှာတခုတော့ရှိရမှာ ဖြစ်ပါတယ်အခုဒီပုံမှာမြေကြီးဆိုတဲ့ 0.t ဒါမှမဟုတ်လို့ရှိရင် 0position ဒါမှမဟုတ်လို့ရှိရင် reference point နေပြီးတော့ဒီတန်နေရာဒီတန်နေရာရေအမြင့်ကိုကျွန်တော်တို့တိုင်းလိုက်တာဆိုလို့ရှိရင် +20 feet ရပါတယ်ဒါလို့ဆင်ဒါကိုကျွန်တော်တို့က အာ20 volt potential ဆိုပြီးတော့20 volt ရှိတယ်ဆိုပြီးတော့ဒါဒါဥမာပေးတာဖြစ်ပါတယ်ဒီမြေကြီးအောက်ကဒီအမြေကြီးအောက်ကရေရင်းနဲ့ကရေရာဆိုလို့ရှိရင်ကျွန်တော်တို့0.0 reference point အောက်ကိုသူကအနှုတ်10ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ကအနှုတ်10ဖို့ဆိုပြီးတော့အော်ဥမာပေးတာဖြစ်ပါတယ်အခုကျွန်တော်တို့နောက်တစ်မျိုးထပ်စဉ်းစားကြည့်ရမယ် ဒါဆိုရင်ကျွန်တော်တို့ကတန်းဆိုတဲ့ဒီတန်းဆိုတဲ့နေရာကိုဒီနေရာနေရာတန်းဆိုတဲ့နေရာကို0 position ကိုကျွန်တော် reference point ဆိုပြီးတော့အာရွှေ့လိုက်ပါတယ်အဲ့တော့ water tank နေရာရေမြန်ကခုန20ရှိရဲ့နေရာနေပြီးတော့ဒီလို0 point 20ရှိရဲ့နေရာကိုတာဒီ reference point ကို30လို့သတ်မှတ်တဲ့ကြောင့်မို့သူ့ရဲ့ရေမြန်ဆိုလို့ရှိရင်ဒီမှာ30ပဲရှိပါတယ်ပြီးလို့ရှိရင်မြေကြီးအောက်အောက်ရေတွင်းထဲကရေရတယ် အခုနက minus တန်းနေပြီးတော့အခုကျွန်တော်တို့ minus 20တို့သတ်မှတ်ရမှာ ဖြစ်ပါတယ်အဲ့တော့ဒီဥမာလေးရဲ့အဓိကပြောချင်တဲ့ချက်ကတော့ zero position နဲ့ reference by ရဲ့အကြောင်းပါပြီးလို့ရှိရင် zero position ကိုကျွန်တော်တို့ကဒီလို ပြောင်းလဲသတ်မှတ်လိုက်တာနဲ့ချာ point တွေနဲ့နှိုင်းရှင်တဲ့တန်ဖိုးတွေကိုပြောင်းလဲသွားတာကိုတွေ့မှာဖြစ်ပါတယ်အခုကျွန်တော်တို့က electrical point of view ကနေပြောကြည့်ပါမယ် ပထမတွဲဖို့ဘတ်တီအိုလေးအဲတလုံးကိုစကြည့်ပါမယ်ကျွန်တော်တို့က negative terminal ကို zero voltage လို့ကျွန်တော်ဒီမှာ zero voltage လို့သတ်မှတ်ခဲ့ရင် positive terminal ဆိုရှင် plus 12 volt ဆိုပြီးတော့ပြောကြပါတယ်ဆိုလိုတာကတော့ negative terminal ကို zero potential reference လို့ထားခဲ့လို့ပါနောက်ထပ် example လေးတစ်ခုကိုဆက်ပြီးစဉ်းစားကြည့်ပါအခု deep battery လေးမှာ negative terminal ကိုကျွန်တော်တို့ negative terminal ကိုကျွန်တော်တို့ zero volt လို့သတ်မှတ်လိုက်ပါတယ် positive term တွေကတော့အဲ့တော့အပေါင်း3.8ဖို့ပါအဲ့တော့တခြားတစ်ဖက်ကလှည့်ပြီးစဉ်းစားကြည့်အောင်မယ် positive term တွေကို0ဖို့လို့ကျွန်တော်သတ်မှတ်လိုက်ပါတယ်ပြီးရင်သူနဲ့ဆက်နွယ်တဲ့ဒီခုဒီ negative term တွေအားဆိုရှင် negative term တွေကဘာဆိုတာဘလောက်လဲဆိုတာကိုကြည့်လိုက်တဲ့ခါမှာဆိုရင် negative term တွေရဲ့ voltage ကနှုတ်အဲ့တော့နှုတ်3.8ဖို့ပဲဖြစ်မှာဖြစ်ပါတယ်အဲ့တော့0 voltage ဆိုတာက reference potential ဆိုတာကိုကျွန်တော်ကထပ်ပြီးတော့ သက်သေးပြတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ ground ရဲ့အသေးပဲတွေကိုကြည့်ကြပါမယ်ကျွန်တော်အလွယ်ဆုံးထင်တာမြင်တာရှိရဲ့ ground တစ်ခုရှိပါတယ်ဒါကတော့ကျွန်တော်တို့အိမ်မှာသုံးတဲ့ AC main မှာဒီနေရာမှာ ကျွန်တော်တို့ neutral wire ကကျွန်တော်တို့0 borish နဲ့နှိစက်ပါတယ်သူ့ရဲ့လောက်ကလည်း borish ကိုတိုင်းဖို့အတွက်0 reference point လိုမျိုးပါပဲ။ ဒီ live wire ကတော့ဒီ wire ကတော့ neutral wire နဲ့ရှင်230 130ဘုအထက်မှာရှိပါတယ်။နောက်ထပ် ground wire တစ်ခုရှိပါသေးတယ်။ဒီ ground wire က safety tech ခွဲထုတ်ပြီး မြေမှာတကယ်တူးထားတဲ့အံ့ုံတွေကိုဆက်ထားတာဖြစ်ပါတယ်။နောက်ထပ်ဥမာ ground ဥမာတစ်ခုနဲ့ဆိုရှင်ကျွန်တော်တို့လျှက်စနေတဲ့ဒီ electronic system တွေရဲ့ကျွန်တော်တို့0 volt reference point ကို တကယ်မြေကြီးထဲမှာတူးထားတယ် ground rod နဲ့ dial ဆက်လိုက်တာဆက်ထားလိုက်ပါတယ်အဓိကရွေးချက်ကတော့လူကိုလျှက်စစ်တာဓာတ်လိုက်စီစဉ်မှုကိုကာကွယ်ပေးဖို့ပါ safety အတွက်အဓိကထားတာဖြစ်ပါတယ်ဥပမာအိမ်သုံးလျှက်စစ်ပစ္စည်းတွေဖြစ်တဲ့ TV တွေရေကဲတက်တာတွေနဲ့ရက်သူတို့ရဲ့3 pin plate တွေမှာကျွန်တော်တို့တတိယမြောက်ပင်မှာကျွန်တော်တို့အစိမ်းရောင်အဝါရောင်လျှက်စစ်ကြိုးလေးနဲ့ဆက်ထားတဲ့ကျွန်တော်တို့ဒီပင်လေးရဆိုလို့ရှိရင်ဒီ ground pin လေးဖြစ်ပါတယ် နောက်တစ်ခုကတော့ Chelsea ground မှာသူ့ရဲ့ဆိုလိုတဲ့အဓိကအလုပ်ကတော့စက်ပစ္စည်းတွေရဲ့တန်တက်ထုကိုရဲတွေမှာကိုရဲတွေကိုဒီအထက်ကစက်ကဲ့ရဲ့ reference point နဲ့ဆက်ပြီးတော့ body ground အဖြစ်သတ်မှတ်လိုက်ပါတယ်။အဓိကရွေးချက်ကတော့ကျွန်တော်တို့ noise reduction လို့ခေါ်တဲ့နှောက်ရှက်နှောက်ရှက်မှုတွေကိုလျှော့ချပေးဖို့ဖြစ်ပါတယ်။ body spike ရဲ့နှောက်ရှက်မှုကိုလျှော့ချပေးဖို့ဖြစ်ပါတယ်။ ဒီလိုကားရဲ့ body တွေ computer case တွေ amplifier တွေရဲ့ amplifier တွေရဲ့ရဲ့ body တွေကိုကျွန်တော်တို့အထက် ref refund file နဲ့ set up ခြင်းမျိုးကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့ db လေးရဲ့ကျွန်တော်အနှစ်ချုပ်ကိုပြန်ပြောရရင်တော့ ground body ဆိုတာက reference point ဖြစ်ပြီးတော့သူ့ကို zero body လို့သတ်မှတ်ထားတာဖြစ်ပါတယ် zero reference point တွေကိုဘာကြောင့်လောက်ရတဲ့ဆိုတာ ਨੇ ဘလို့ တတ်မှတ်လို့ရတယ်လဲဆိုတာကိုကျွန်တော်ပြောပြခဲ့ပါတယ်။ပြီးလို့ရှိရင်သူ့အပေါင်းဘက်ကတတ်မှတ်လို့ရတယ်လို့အနောက်ဘက်ကလည်းတတ်မှတ်ပြီးတော့ level တစ်ခုအနေနဲ့လည်းတတ်မှတ်ပြီးတော့ကျွန်တော် reference point ကိုတတ်မှတ်နိုင်တာကို ပြောခဲ့ပါတယ်။နောက်တစ်ခါ ground ဆိုတာကတော့ at ground နဲ့ chassis ground တို့ရှိတာကိုပြောခဲ့ပါတယ်။နောက်တစ်ခုကတော့ zero borders ဆိုတာက borders တုံညတန်ဖိုးဖြစ်နေတဲ့အခြေအနေကိုပြောတာလေဖြစ်တယ်လို့ပြောခဲ့ပါတယ် အားကုန်သွားတဲ့ပတီတလုံးမှရှိတယ်ပိုရစ်နဲ့ပိုရစ်လို့ပြောခဲ့ပါတယ်သူဟာဆိုလို့ရှိရင် reference point က0ပိုရစ်ကို0ကို ပြောတာမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်ဘာလို့ဆိုတော့ဒါရီယာဆိုလို့ရှိရင်နည်းနည်းလေးရှုပ်ထွေးသွားနိုင်လို့ပါ thanks for watching အပိတ်ကြည့်ရှိမှုကိုအထူးကျေးဇူးတင်ရှိပါတယ်ဝါသနာရကိသမြကိုပြန်လည်မျှဝေတင်ပြခြင်းသာဖြစ်ပါသဖြင့်မှားနေသောချက်လက်များလိုအပ်ချက်များရှိပါကချိမိသောပညာရှင်များအနေနဲ့အကြံဉာဏ်ပေးကြဖို့ယူသူစွာဖြင့်တောင်းဆိုပါတယ်အဆင်ပြေပြီဆိုပါက like subscribe and share လေးလုပ်ပေးကြပါခင်ဗျာဗီဒီယိုများကိုတက်နိုင်သမျှအဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့် playlist ကိုကြည့်ရှုခြင်းဖြင့်အလွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်